ဟယ်လိုနှုတ်ကပတ်တော်ပြောကြမယ်နှုတ်ကပတ်တော်နှုတ်ကပတ်တော်နည်းငယ်ပြောကြမယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပေါ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဒီတမန်ကျမ်းစာထဲကရေးထားတာဒီကိုနည်းနည်းဒီမှာအကောင်လုံးမဖော်ပြထားဘူးဒါမဲ့တွေ့ဝေပြတော့ဖွေရေးထားတဲ့ဟာရှိတယ်တွေ့ဝေပြတော့ပြီးစုံတွေ့ဝေပြတော့ရေးထားတဲ့ဟာရှိတယ်ဒီတမန်ကျမ်းစာမှာမပါဘူး တဲဟောဆရာတွေလည်းနားမလဲဘူးပါစတာတွေတချို့လည်းနားမလဲဘူးတချို့ကစွန်တော့ဒီမှာတို့ရေးထားတယ်ဒါမဲ့ဖော်ထားတာရှိတယ်ဒါဆိုရင်ပါလေအကောင်လုံးကအကောင်လုံးကသိချင်တဲ့မိခွန်ဖြစ်မှာဒီဟာကဘာမှမကိုးဝေဘူး ဘာမှမဘိုးကွယ်ပဲပို့ဆိုရင်ဘယ်မှာရောက်မှာလဲအာပါလဲဆိုရင်ကလေးကလေးလေးတွေပိုက်ထဲမှာတည်တဲ့ဟာတို့ကလေးလေးမှာတော့အာနဲ့ဥမာပိုက်ထဲမှာကိုဝင်ရတော့အာကလေးလေးကတည်သွားတယ်ဒါဆိုဘယ်မှာရောက်မှာလဲအယူရီအယူရီရောဘယ်မှာအယူရီဘယ်မှာရောက်မှာလဲ ကောင်းကင်ရောက်မှလားငါရဲရောက်မှလားဒါဆိုကလေးတွေရောဖယားသခင်ကဒီကျမ်းစာထဲမှာရေးထားတယ်ငါကိုမကိုကိုွယ်တဲ့သူအမေစေးမပါတဲ့သူဟာအကုန်လုံးမိအိမ်ထဲမှာချပြစ်မယ်ကျမ်းစာမှာရေးထားတယ်ဒါပေမဲ့တခုကျမ်းစာမှာလည်းဒီရေးထားတယ်တမဟောမှာလည်းရေးထားတာရှိတယ်တမသိကျမ်းမှာလည်းရေးထားတယ်ယေရှုတမတမသိနေမှာယေရှုကကလေးတွေကိုအာ ကလေးတွေကိုကလေးတွေကကောင်းကင်ဒီကလေးတွေကကောင်းကင်နိုင်ငံဒီကလေးတွေကကောင်းကင်နိုင်ငံအတွက်ဖြစ်တယ်ဒီကလေးတွေကကောင်းကင်နိုင်ငံအတွက်ဖြစ်တယ်ဆိုပြီးတော့မှရေးထားတာရှိတယ်။ဒီရဲ့ဒီတမချန်းဆောင်မှာရေးထားတဲ့အတွက်ကြောင့်ကလေးတွေခရိယန်ဒူလိုများများကမဖြစ်ဖြစ်ပြီးတော့ယေရှုကမဖြစ်အမဟင်းမဖြစ်ဘဲနဲ့ဖခင်ကိုဝေတဲ့သူရှိတယ်။ အဲ့ဒါသူဖះကတိတယ်ကြီးလာပါဘိုးခွေမလဲဆိုသူတည်တယ်ယေရှုဘိုးခွေမလားငါ့ဘိုးခွေမလားအကုန်တော့အတူတူပဲယေရှုဘိုးခွေလည်းဖះကိုဘိုးခွေတာပဲဖះကိုမြင်ပြရင်လည်းယေရှုနဲ့အတူတူပဲယေရှုလို့ပြောရင်လည်းအာဖះနဲ့ဆိုင်တယ်ဖះကိုကိုပြောနေပဲယေရှုလည်းပါတယ်အကုန်တော့အတူတူပဲဒါဆိုအယူရီရောပဲလို့လေအယူရီ